အင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဒီဇင်ဘာလ10ရက်နေ့ကနေ9ရက်နေ့ကာလအတော်တွင်မှာအထုတလည်းကောင်းသောကံချိုးပေးမှုနဲ့ဘဝအောင်မြင်တိုးတက်မှုတွေကိုရနိုင်တယ်ကိုယ်ပိုင်ဆွမ်းဆမြင်မှပြီးတော့ဘဝရည်ရွယ်ချက်တွေကိုအကောင့်ထဲပေါ်နိုင်တယ်ကိုယ်လုံးသမျှထေရှားသော တိုးတက်မှုရှိမယ်ငွေဝယ်မယ်ငွေစုစည်းခဲ့မယ်ကိုယ်လုံးတဲ့ကိစ္စတွေကလည်း ဝေကုံချေကြများတတ်တဲ့ပြင်ရီမန်းချက်တွေနဲ့လုပ်ငန်းစစ်တွေကိုရှေ့တိုးလို့ရလို့တော့အထုတလဲအကျိုးပေးခြင်းနဲ့ကောင်းကျင့်ကံတွေတွေစက်တိုက်ပေါ်ပေါက်လာပါလိမ့်မယ်။ဗီဒီမီးကျင်တဲ့အကြောင်းတွေပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုတိုင်ကိုကြလူတွေလာမီးတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ် ဒါကြောင့်စာစာနေဖို့ application ကိုယုံကြည်စွာ သုံးချနိုင်ကြောင်းသင်ပြပါတယ်။ချက်ချင်းဆုံးပြပြီးရှေ့တို့လုပ်ကန်ခြင်းနေဟာအထူးချိုးပေးတာဟုဒီဇင်ဘာ၁ရက်နေ့မှာကျုံအဲ့ဒီရကိုတွေ့ကောင်းတော့နေ့နှစ်ရက်နေ့မှာရံများမယ်တိုက်ခတ်များမယ်စိတ်ပင်ပန်းမယ်။သုံးရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရခြင်းမြတ်တရားရေကံကောင်းခြင်းလိုရာပြည့်စုံခြင်းကျုံလေးရက်နေ့မှာ ဥတီချက်ပြောင်းပြီးလှူတာကျိုးပြီးတဲ့ခီးကံကောင်း9ရက်နေ့မှာမထင်မှတ်ဖဲငွေဝင်မယ်လက်ဖွင့်မယ်လိုရာပြည့်စုံ6ရက်နေ့မှာ မတော်တဆထိခိုက်မှန်နေရကျူဆက်အဲ့နေ့မှာလဲနဂဘုံရက်နေ့တိုင်နေတော့အသွာလာသိကျူဆက်လာပေါ့အထူးဖြင့်နောက်ရက်ကုန်ဒီသွားစရာချင်းရှိတဲ့တဲ့နေကင်းတနိုင်ခွင်းနဲ့သုံးနိုင်တွင်သွာလာကျူဆက်ခုနှစ်ရက်နေ့မှာတော့ပေါ်ပေါက်လာတဲ့ဂျန်ဂျန်တွေကိုလက်တွေသုံးချကိုတွေ့ချိုးပေးတယ် စေကုသတေလက်တွေ့အကောင့်ထဲပေါ်ရန်ရက်ကောင်းဖြစ်တဲ့အဲ့ဒီကမဟာယကျမ်းနဲ့တိုက်တော်ရေရနေရင်ရနေအထုပြုကြီးဆက်ရမယ်အဓိကမြောက်ရက်ကိုတည်သွားစဉ်နေဖြစ်တတ်တယ်မနေ့ဆယ်နိုင်ခွဲနဲ့စရနိုင်ကြမှာ အသွာလာနေတိုင်းအထုပြုပြီးကြီးဆက်ရမှာဖြစ်တယ်ဒီကလအတော်တွင်မှာတနေ့လာနေသောကြံနေစနေနေ့ဝိသုတွေကောင်းကျိုးပေးပြီးတနေ့ကနေဗုဒ္ဓဝိသုတွေဒုက္ခပေးတယ် နှစ်လေးကိုကနန်နေချိုးပြီးတယ်အဖြူရောင်အပြာရောင်မိခိုးရောင်တို့ကို အချိုးပြီးတဲ့ရောင်တွေဖြစ်သုံးဆွဲနိုင်လေးရက်နေ့ဒီဇင်ဘာအဲ့နေ့ကလာပြည့်နေ့နဲ့ဇာသပတိနေ့နဲ့တိုက်ဆိုင်တယ်လာပြည့်နေ့နဲ့ဇာသပတိနေ့တိုက်ဆိုင်တဲ့နေ့မှာလင်ပန်းထဲမှာလက်ဖက်လေးပုံပုံပြီးတော့မိမိယုံကြည်ရဲ့ကိုယ်ပေါ်ရဘုရားမှာ ကတ်လူပုဇော်ပါလက်ပွင့်ခြင်းလိုဘပြည့်ခြင်းကောင်းသောကံပွင့်ခြင်းများကြုံတွေ့မယ်လက်တွေ့ဆန်းသက်နိုင်ပါလေကျေးဇူးတင်ပါတယ်